ဗုဒ္ဓဘာသာတို့ရဲ့အထွတ်မြတ်ထာယာသာသနာအလံကိုတည်ထွင်ခဲ့သူမှာညီသူနီးမဟာတမန်ဒီအိုင်းစတိုင်းဟင်နရီစတီအော့ဂေါခီမန်ကဟင်နရီစတီအော့ဂေါဟင်နရီစတီအော့ဂေါသည်အမေရိကန်နိုင်ငံသားစစ်ဗိုလ်ချုပ်ဖြစ်ပြီးတီရီလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာခံယူခဲ့ပါတယ်1885ခုနှစ်မှာသာသနာအလံကိုစတင်လွှင့်ထူခဲ့ပါတယ် တိတ်တထဖះလောင်းတော်ထွက်တုန်းကကြာတင်ကန်းကက်လူတဲ့ပြမကြီးအမိကပါလဲဘာကပြမဂတိကာယပြမတဟံပတိပြမအဖြေမှန်ကဂတိကာယပြမတိတ်တထဖះလောင်းတော်ထွက်တုန်းကဂတိကာယပြမဆက်ကတ်တော်တင်ကန်းဖြင့်ယဟန်ပြုတော်မူ၍ဝိလဲတော်ပစိုးကိုလည်းပြမပြီမှာတူးတက်စေတီတော်တီထားကိုကိုွယ်ထားသည် အရှင်အာနန္ဒမထေရဟာမြတ်စွာဘုရားရဲ့အလုတ်ကျွေးရသူကိုမြတ်စွာဘုရားတတ်တော်ဘလောက်မှရခဲ့ပါတလဲတတ်တော်50နှစ်တတ်တော်54တတ်တော်55အဖြေမှန်ကတတ်တော်55ပထမဗာဒီလို့ခေါ်တဲ့ဝါတော်20မှာတန်ခါစီဝေးပွဲကြီး၌အရှင်အာနန္ဒရှောက်ထားသောပယ်စုလေးစုတောင်းစုလေးစုကို မြတ်စွာဘုရားလက်ခံတော်မူ၍မြတ်စွာဘုရား၏အလုတ်ကျွေးရာသူကိုရရှိခဲ့ပါတယ်။နောက်ထပ်လည်းဒီလိုမိကုံးလေးတွေဖြေရအောင်လိုက်နဲ့ဖော်လို့လှုပ်ထားခဲ့ကြနော်။